ပေါင်နှစ်ဘီလီယံသုံးပြီးတည်ဆောင်းမဲ့ဗီဒင်ရဲ့အကြီးမားဆုံးခွင့်တင်ကြီးကိုချပြလိုက်တဲ့ United ပရိသတ်များအလုံးပဲမိန်မများရွှေရောအိုင်ဘတ်ခွန်ရှိကော online အင်ဂျင်ကနေပြန်လည်ချိုးလိုက်ပါရင် register လိုက်တဲ့အသင်းကတော့ Old Trafford ခွင့်တင်စီမံကိန်းနဲ့ပတ်သက်ပြီးပရိသတ်တွေကိုချပြလိုက်ပြီဖြစ်ပါရင် United ဟာမြန်မာမာရောကဘာမှာပါပရိသတ်အများဆုံးအသင်းဖြစ်ပြီးအောင်မြင်ကြော်ကြလူကြိုက်များတဲ့အသင်းဖြစ်ပါရင် United ဟာခွင့်တင်ကြီးကို Starling ပေါင်နှစ်ဘီလီယံသို့မဟုတ်ပေါင်တန်း2000အထိအကုန်ကျခံပြီးတည်ဆောက်သွားပါပါ ကွင်းကစစပေါင်းပြည်သက်တသိန်းအထိဝင်ဆက်မှာလည်းဖြစ်ပါရင်ကွင်းကကဘာခင်မီအပြင်စင်နေတဲ့ဖြစ်ပြီးခေရှိပြေးလွန်နေတာကိုကွန်ဆတ်အက်တီကနေမြင်နိုင်ပါပါကွင်းချင်းရဲ့အပြင်ဘက်မှာ၃ပွင့်ဆိုင်တိုင်ကြီး၃နိုင်ကိုချန်ရန်ထားရှိပြီးဘာအတွက်လဲဆိုတာကိုပေါ်ပြထားပေမဲ့လည်းတော်တော်လေးကိုမြင်ရတာမျက်စိပြတာသာဖြစ်တာပဲဖြစ်ပါရင်အောက်ဘက်မှာဈေးဆိုင်နေကွင်းတွင်လာရောက်မဲ့ပြည်သက်တွေအပန်းဖြေနိုင်မဲ့နေရာတွေပါဝင်လာပါပါ United ဟာကွင်းတွေကိုတိစောပြီးထောင်ကွာ10ခုနှစ်ကလေးကအသုံးပြုလာခဲ့တဲ့အိမ်ကွင်း Hall Old Trafford ကိုဖျော်ချနိုင်ဝယ်မရှိပါရင်ဒရင်တွေကတော့ Old Trafford ကွင်းဟောင်းကိုအမျိုးသမီး အသင်းအတွက်အသုံးပြုနိုင်ခြင်းရှိတယ်လို့လည်းသိရပါတယ်။ယူနိုက်တက်ရဲ့ကွင်းသစ်ကို၅နှစ်အတွင်းအပြီးတိဆောက်သွားမယ်လို့အသင်းရဲ့ပူးလဲပိုင်ရှင်ဖြစ်သူဆာဂျင်ရက်ကလစ်ကဆိုပါတယ်။၂030မှာကွင်းသစ်ဖွင့်လှစ်သွားဖို့ရည်ရွယ်ထားတာလည်းဖြစ်ပါတယ်။ယူနိုက်တက်ရဲ့လက်ရှိအိမ်ဝင်အိုထရက်ဖို့ကတော်တော်လေးကိုပြည့်စည်ရုံနေတာဖြစ်ပြီးမိုးရွာရင်လည်းမိုးရည်တွေဆွေဆိတ်နေတာပါ။ဆာဂျင်ရက်ကလစ်တို့ကတော့အသင်းနဲ့ပတ်သက်တာတွေမြောင်မြောင်စွာပြုပြင်နေပြီးကစားမပိုင်းဆိုင်ရာကိုလည်းပြင်ဆင်ဖို့ရလုံဆောင်နေတာဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးရက်ကလစ်က BBC နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာအခုလိုမျိုးပြောခဲ့ပါတယ်။ ရက်ကလေးကသူ့လက်ထက်မတိုင်ခင်ဝယ်ယူထားတဲ့ကစားသမားတွေကိုရှင်းထုတ်ချင်နေတယ်လို့လက်ရှိနေပြရူမင်အာမော်ရင်ကိုလည်းအတော်လေးယုံကြည်ထားတယ်လို့မြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်။သူက ကျွန်တော်တို့နေရာဒီမှာဝယ်ယူခဲ့တဲ့ကစားသမားတွေကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့အန်တိုနီကိုဝယ်ခဲ့တယ်ကက်စမဲလိုကိုဝယ်ခဲ့တယ်အိုနာနာကိုဝယ်ခဲ့တယ်ဝိုင်လန်ကိုဝယ်ခဲ့တယ်ဆန်ချိုကိုဝယ်ခဲ့တယ်သူတို့အားလုံးကိုအတိတ်ကဝယ်ယူခဲ့တာပါကျွန်တော်တို့ကြိုက်သည့်ဖြစ်စေမကြိုက်သည့်ဖြစ်စေဒီရာတွေကိုအမွေဆက်ခံခဲ့ရပါတယ်ကျွန်တော်တို့ဓာတ်တွေကိုဖြည့်ချင်းရမှာပါဆန်ချိုဆိုရင်အခုချင်းစီမှာကစားနေပြီမယ်သူရဲ့လောက်ခလားစာတစ်ဝက်ကိုကျွန်တော်တို့ပေးချရတယ်သူ့ကိုနေရာဒီမှာဝယ်ဖို့ပေါင်18တန်ပေးနေရပါတယ်ကျွန်တော်တို့အတိတ်ကအရာတွေကိုဖယ်ရှားပြီးအနာဂတ်အတွက်ကောင်းမွန်တဲ့အရာတွေလုပ်ဖို့အချိန်ယူရပါတယ်ကစားမတချို့ကလုံလုံလောက်မကောင်းကြပါဘူးကစားမတချို့ကြပြန်တော့လည်းလောက်ခလားစာပုံများလွှတ်နေပါတယ်ကျွန်တော်တို့တန်ဝင်အပြေးဝယူပြီးလူစင်းကို ပြင်ဆင်နိုင်ဖို့ဆိုတာကအချိန်ယူရမှာပါကျွန်တော်တို့အတိတ်ကနေအနာဂတ်ကိုအကူပြောင်းလုပ်နေတဲ့အချိန်ကာလမှာရောက်ရှိနေပါရင်ကျွန်တော်တို့သိတဲ့အတိုင်းအသင်းမှာထိတ်တန့်ကစားသမားတချို့ရှိပါရင်အသင်းကောင်းဆောင်ကလည်းတကယ်ကိုအားအသေးစရာကောင်းတဲ့ကစားသမားပါကျွန်တော်တို့ဘရူနိုဖာနန်တက်ကိုလိုအပ်ပါတယ်သူကတကယ်ကိုကောင်းမွန်တဲ့ကစားသမားတူဖြစ်ပါတယ်ကျွန်တော်နီးပြရိုဝင်အာမော်ရင်အသုံးပြုနိုင်မယ်အသေးရဲ့လူစင်းကိုကြည့်လိုက်ချိန်မှာသူဟာတကယ်ကိုကောင်းကောင်းလုပ်ပြထားနိုင်တယ်လို့ထင်ပါရင်ရိုးသားသားပြောတာပါရူဘင်ကငယ်ရွယ်ပြီးအောင်မြင်နေတဲ့နေပြတယောက်ဖြစ်တယ်လို့ကျွန်တော်တကယ်ထင်ပါရင်ဖက်တဲ့နေပြအပြင်အချိန်ကြာကြီးရှိနေမယ်လို့လည်းထင်ပါရင်ကျွန်တော်တို့ရူဘင်ဘာတွေလုပ်နိုင်လဲဆိုတာကိုစတင်မြင်တွေ့နေရပြီဖြစ်ပါရင် ပြီးခဲ့တဲ့အာဆင်နယ်နဲ့ပွဲမှာသူရဲ့လုံပြနိုင်စွဲကိုအေးမြုံမြင်ခဲ့ရပါတယ်။အာဆင်နယ်နဲ့ပွဲမှာ United ရဲ့အယံခုံတဲကဘယ်ကစားသမားတွေရဲ့နာမည်ကိုများခင်ဗျားမှတ်မိလဲ။သူတို့တွေကဘယ်နှယောက်ကများ United အသင်းရဲ့အကြာစီကိုဝစ်ဖူးတယ်လို့ထင်လဲ။အသင်းမှာလူမရှိဘူးဗျ။ကျွန်တော်တို့အသင်းမှာသုံးဆွင်းနိုင်တဲ့ senior ကစားသမားဆိုလို့10ယောက်17ယောက်လောက်ပဲရှိပါတယ်။ဒီလိုအခြေအနေမျိုးမှာ Robin ကအယံကိုကောင်းအောင်လုံပြထားတာပါ။ကျွန်တော်တို့လာမယ့်နေရာဒီမှာမွေသုံးပါပါ။ဒါပေမဲ့အသင်းကနေဘယ်ကစားသမားကိုရောင်းချလိုက်လဲဆိုတဲ့အပေါ်သုံးနိုင်မဲ့ဖက်ချက်ကမူတည်နေပါတယ်။ Eric Dier ကိုစာချုပ်တွေချုပ်ဆိုခဲ့တာ။ Dan Osh ကိုခေါ်ခဲ့တာတွေကအမရီဆိုတာကျွန်တော်လက်ခံပါတယ်။ဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ်။ United 2018ခုနှစ်မှာအသင်းတည်ထောင်လာ250ပြည်မြောက်မှာဖြစ်ပါရင်ဆိုင်ယန်ရက်ကတ်တို့ကအဆိုပါနှစ်မှာအသင်းအတွက်နှစ်ဆတကြိမ်မြောက်အမှတ်ပေးချန်ပီယံဆုကိုစုဖူးပေးချင်နေတာပါအဆိုပါမင်းရှင်ကိုလည်းမင်းရှင်21လို့နာမည်ပေးထားပါသေးတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးရက်ကတ်ကဒီကိစ္စကမဖြစ်နိုင်စရာမဟုတ်ဘူးလို့ကျွန်တော်ထင်ပါတယ်ဒီမန်းချက်ပန်းနိုင်ထားတယ်ဆိုတာကောင်းတဲ့ရပါလေပါဦးဆိုရင်လည်းဥမာကောင်းမယ်လေ2015မှာရာဂန်ကလော့ရောက်လာတယ်2015နေရာဒီမှာလေပါဦးရဲ့လူစင်းကိုပြန်လဲတိဆောက်တဲ့လုပ်ငန်းစဉ်စတင်တယ် သူတို့2015 2016 2019 2018 2018မှာအတင်းလူစင်းကိုတိစောက်ခဲ့တယ်။နောက်ထပ်၃နှစ်မှာဖလားအလုံးကိုသူတို့စုဖို့နိုင်ခဲ့တယ်လို့ဆိုခဲ့ပါတယ်။ပရိသတ်တွေကရော red clip ပြောခဲ့တာနဲ့ပတ်သက်ပြီးဘယ်လိုမြင်လဲ comment ကနေမှတ်ချက်ပေးဝင်ပြသွားလို့ရပါတယ်။ဟုတ်ကဲ့ပါများ view လေးကလောက်ပါပဲ။နောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြော်တွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချောက်လိုက်ရပါတယ်ခင်ဗျာ။